မင်းနဲ့နေရတာကြောင့်ငါတို့လည်းကံတွေစိုးနေပြီမင်းမရှိမှငါတို့ဘွားလေးကตายာလှပါမှာရှုပ်တယ်ကွာမင်းငါတို့အိမ်ကနေထွက်သွားလိုက်ပါတော့မင်းကငါတို့အိမ်မှာဆက်ပြီးတော့မနေခိုင်းတော့ဘူးမင်းကြိုက်တဲ့နေရာကိုတွားလိုက်တော့ငါတို့နဲ့လာပြီးတော့မပတ်သက်နဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြပြပေးသားမယ့်ပုံမြင်လေးကတော့မျက်စိမမြင်ပေမဲ့စွမ်းအားကြီးမာလို့နဲ့ကောင်းလေးတယောက်ရဲ့အကြောင်းကို ပြောပြပေးသားမှာပဲဖြစ်ပါတယ်ရှင် ဟိုရှိရှိတုန်းက ကောင်မလေးတွေဟာမြက်တစ်ခုထဲမှာကိုလုံးကြီးချွတ်ပြီးတော့ရေချိုးနေကြပါတယ်။သူတို့ဟာပျော်ရွှင်စွာရေချိုးနေကြတာပေါ့ကွယ်။ဒါပေမဲ့သူတို့မသိတာကသူတို့ကိုစောင့်ကြည့်နေတဲ့ဒုတိယရှိနေတယ်ဆိုတာပါပဲ။ရေချိုးနေစင်မှာပဲလေတွေတိုက်လာပြီးတော့သူတို့ရဲ့အနောက်မှာရှိတဲ့တစ်ပင်ကြီးကမျက်လုံးနှလုံးပွင့်လာတဲ့တစ်ပင်ကြီးဟာသူတို့ကိုကြည့်ပြီးတော့စိတ်တူသွားတဲ့ ။ဘာကြောင့်လဲဆိုရင်တော့အဲ့ဒီရှေ့ကမှာအဆောင်အလျှောက်တွေ ရှိနေလို့ပဲဖြစ်ပါတယ်။ဟေးကောင်မလေးတွေမင်းတို့ကဘာလို့ဒီရေကမ်းမှာကိုတုံးလုံးနဲ့ရေလာချိုးနေရတာလဲ။ဒီရေကမ်းမှာအဆောင်အလျှောက်တွေရှိတယ်ကွာ။မင်းတို့အပြစ်အတွက်ပြန်ပြီးတော့ပေးဆက်ရလိမ့်မယ်။အဲ့ဒီလိုနဲ့ပဲတစ်ပင်ကြီးဟာပြင်းထန်တဲ့ရောဂါတွေဖြစ်ဖို့အတွက်ကျိန်ဆဲလိုက်ပါတဲ့။ကောင်မလေးတွေလည်းအယံကိုကြောက်သွားတာပေါ့။တစ်ပင်ကြီးကလည်းကျိန်ဆဲပြီးတာနဲ့ အဲ့ဒီနေရာကနေပျောက်ကွယ်သွားပါတယ်။တစ်ပင်ကြီးဂျင်းစာတိုက်လိုက်တဲ့မိန်းကလေးဟာမင်းသမီးလေးတစ်ပါးဖြစ်နေပါဗျ။နောက်တည့်ရက်မှာတော့အယံကိုပြင်းထန်တဲ့ဝေဒနာကို ခံစားရပါတော့တယ်။ဘယင်ကြီးကလည်းသူမရဲ့ယောဂကိုကုသဖို့အတွက်တမားတော်ကြီးအများပြားနန်းတော်ကိုခေါ်ဆောင်လာပါဗျ။ဒါဝိမဲ့ဘသူမှမင်းသမီးလေးရဲ့ယောဂါကို မကုသနိုင်ခဲ့ကြပါဘူး။တမားတော်ကြီးဒီယောဂါကဘာယောဂါလဲ ။ဘာဖြစ်လို့တနေ့တကြာပို့ပို့ပြီးတော့စိုးလာရတာလဲ။ဘယင်ကြီးကျွန်တော်မျိုးတောင်းပန်ပါတယ်။ကျွန်တော်တို့လည်းအစွမ်းကုန်ကုသပြီးပါပြီ။ဒါပေမဲ့ဒီယောဂါကကျွန်တော်တို့ကုသလို့မရတော့ပါဘူး။သမီးကိုဘာမှစေးကုပေးစရာမလိုတော့ပါဘူးခမဲတော့။သမီးကိုတောထဲမှာတွားပြီးတော့တကြိုလိုက်ပါတော့။အိုးသမီးလေးဘာရီပြောနေရလဲအဖေသမီးလေးရဲ့ယောဂါကိုကုသပေးမှာပါဘာမှစိတ်မပူပဲအေးအေးဆေးဆေးနားနေနော် နောက်တစ်နေ့မှာတော့အဲ့ဒီယောဂဟာတိုင်းပြည်တစ်ခုလုံးကိုကူးစက်လာပါတယ်။ယောဂတွေကူးစက်လာတာကလည်းမင်းသမီးလေးကြောင့်ပဲဖြစ်ပါတယ်။ဒီအားလုံးဒီပါခံစားလာရတာကြောင့်ယောဂလူတွေလည်းအယံကိုစိတ်ပူပြီးတော့ပူပင်တော့ကတွေရောက်နေကြပါတယ်။တည်ဆုံးတဲ့သူတွေလည်းများတာကြောင့်မလို့တောထဲကိုသွားပြီးတော့မြုပ်ကြပါတယ်။ဒီနေ့မှာတော့မင်းသမီးအတွက်သတင်းကောင်းတစ်ခုရောက်လာခဲ့တယ်။ဘယင်ကြီးကျွန်တော်သတင်းတစ်ခုရခဲ့တယ်။ အဲ့ဒါကတော်ထဲမှာသူတော်စင်ကြီးတစ်ပါးရှိပါတယ်။သူ့စီမှာဆူတောင်းရင်ပြည့်တယ်လို့သတင်းတွေကြားနေရပါတယ်။ဘယင်ကြီးလည်းတုံဆိုင်မနေတော့ပဲ သူတော်စင်ရှိတဲ့နေရာကို ထွက်ခွာလာခဲ့တယ်။ဘယင်ကြီးဟာတော်ထဲကိုဝင်လာကြတဲ့ကသူ့ရဲ့သမီးတော်လေးကိုစိုးရိမ်လွန်ပြီးတော့သူတော်စင်ကြီးကို အကူအညီတောင်းဖို့အတွက်ပဲစဉ်းစားနေတော့တာပေါ့ကွယ်။ခဏကြာတော့ဘယင်ကြီးလည်းသူတော်စင်ရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်။ သူတော်စင်ကြီးကျွန်တော်ကဘယင်တပါးပါကျွန်တော်အခု အကူကြီးလိုနေလို့သူတော်စင်ကြီးစီကိုရောက်လာခဲ့တာပါယေຊုပြုတ်ပြီးတော့ကူညီပေးပါနော်ဟုတ်ပါပြီကျွန်တော်မင်းကိုကူညီမယ်မင်းကိုကြည်ရတာအရန်ကိုစိုးရိမ်နေပုံပဲဘာဖြစ်လာတာလဲငါကိုပြောစမ်းပါဦးဟုတ်ပါတယ်ကျွန်တော်ရန်ကိုစိုးရိမ်နေပါတယ်ကျွန်တော်ရဲ့တမီလေးကအခုဘာမှမသိတဲ့ယောဂတခုကူးစက်ခံထားရပါတယ်တနိုင်ငံလုံးနဲ့တရားလုံးနေပါလဲ အဲ့ဒီယောဂကြောင့်တေကုံကြပြီးတော့အခုလူတွေသာဆက်ဖြစ်နေရင်ကျွန်တော်တို့တိုင်းပြည်ကလူတွေအကုန်ကုန်မာတော့မယ်။ဒါကြောင့်မို့ကျွန်တော်မျိုးကိုကူညီပေးပါ။သူတော်စင်ကြီးလည်းအယံကိုစိုးရိမ်သွားပါတယ်။ဘာလို့အခုလူဖြစ်ရတာလဲငါမသိပေမဲ့အဲ့ဒီယောဂကိုကုသနိုင်မယ်စေးတော်ရှိတယ်။စေးကဘယ်နေရာမှာလဲကျွန်တော်ကပြောပါ။ဘယ်နေရာဖြစ်ဖြစ် ကျွန်တော်သူ့ကိုတွားယူနိုင်ပါတယ်။ သူတော်စင်ကြီးလည်းဆေးရှိမဲ့နေရာကိုအာယုံခံလိုက်တယ်။သူ့ရဲ့အာယုံထဲမှာတော့ဝတ်ဝန်ကြီးတစ်ကောင်ရင်ပြီးတော့လှန်ကူတွေကို မြင်လိုက်ရပါတယ်။ဘယင်ကြီးတေချာနားထောင်မှာမင်းသမီးလေးရဲ့ပြင်းထန်တဲ့ရောဂါဟာကျိန်စာတစ်ခုပဲဖြစ်ပါတယ်။မင်းသမီးလေးရဲ့အမအတွက်အဲ့ဒီတစ်ပင်က သူ့ကိုကျိန်စာတိုက်ခဲ့တာပါ။သူတော်စင်ကြီးပြောတာကိုကျွန်တော်မျိုးနားမလည်ပါဘူး။တေချာလေးပြောပြပါဦး။ ဒီလိုပါအဲ့ဒီဂျင်စာက ရိုးရိုးဂျင်စာမဟုတ်ဘူးလူတယောက်ကဖန်တီးခဲ့တာလည်းမဟုတ်ဘူးစန်တကူးပင်ကြီးကဂျင်စာတိုက်ခဲ့တာပဲဖြစ်တယ်အဲ့ဒီအပင်ကဒီနေရာနဲ့မိုင်းထောင်ကြီးဝေးတယ်အဲ့ဒီပင်မှာတစ်ခေါက်ရှိတယ်အဲ့ဒါကိုယူလာပြီးတော့ကုသရမယ်အဲ့ဒီတစ်ခါကိုယူလာနိုင်မှတမိလေးရဲ့ယောဂါကပျောက်ကင်းမှာလားဟုတ်တယ်ဒါပေမဲ့အဲ့ဒါကို လူတိုင်းယူလို့လည်းမရဘူး စိတ်ဓာတ်မြင့်မြတ်ပြီးတော့ဖြူစင်တဲ့လူကသာယူနိုင်မှာအဲ့ဒီလူကဘသူလဲကျွန်တော် သူ့ကိုဘယ်လိုရှာရမလဲအဲ့ဒီလူကတော့ကဘာကြီးကိုမမြင်နိုင်တဲ့မျက်မမြင်တယောက်ပဲဟုတ်ကဲ့ပါ သူ့ကိုဘယ်လိုရှာရမလဲသူတော်စင်ကြီးဒီကိစ္စကလွယ်တော့မလွယ်ဘူးကွာမင်းရင်ဆုံးလို့ရမှာကအဲ့ဒီလူထူးခြားတဲ့လူတယောက်ကိုရှာရမယ်သူ့ကိုတွေ့ရင်တော့တစ်ခေါက်ယူဖို့လှုပ်ရမယ် ဟုတ်ကဲ့ပါ ကျွန်တော်ဒီနေ့ကစပြီးတော့အဲ့ဒီလူကိုနေရာအနှံ့လိုက်ရှာပါမယ်။ကောင်းပါပြီ။ဒါပေမဲ့တခုတော့သတိထားပါမျက်မှန်မြင်ကို ရှာနေတယ်ဆိုတာကိုတော့ဘယ်သူမှမသိစေပါနဲ့။အကုန်လုံးသိသွားရင်တော့မဖြူစင်မှုတွေကြောင့်အဲ့ဒီတစ်ခေါက်ကိုယူလို့ရမှာမဟုတ်ပါဘူး။အဲ့ဒီစည်းကမ်းချက်တွေကိုလည်းလိုက်နာရမယ်မင်းကြီး။အဲ့ဒီနောက်ဘယင်ကြီးလည်းနန်းတော်ကိုပြန်သွားတယ်။ နိုင်တော်ကိုရောက်တာနဲ့ဘယင်ကြီးနဲ့မိဖုရားကနှစ်ယောက်တည်းအေးအေးဆေးဆေးစကားပြောနေကြပါတယ်။ယောက်ျားရင်ရှင်စင်ပြေလားသူတော်စင်ကြီးကရောဘာရီပြောလိုက်လဲ။အကုန်စင်ပြေပါတယ်မိမကြီးငါသူတော်စင်ကြီးပြောတဲ့အတိုင်းလှုပ်ဆောင်ရမယ်။အခုမင်းဘာမှစိတ်မပူနဲ့တော့ငါတို့သမီးလေးပြန်ပြီးတော့တက်တာသွားမှာပါ။နောက်တနေ့နေတာတဲ့မနက်ခင်းလေးမှာတော့ ။ဘီရင်ကြီးဟာပြည်သူတယောက်လိုဝတ်စားပြီးတော့ရွာထဲကိုရောက်လာခဲ့ပါတယ်။မြင်းကိုစီးပြီးတော့ရွာထဲကိုခဏလောက်ပတ်ကြည့်နေခဲ့တယ်။ဘသူကားမှသူ့ကိုဘီရင်ကြီးမှမသိကြပါဘူးတဲ့။အဲ့ဒီရွာမှာရှိတဲ့အိမ်လေးတအိမ်မှာတော့မျက်မမြင်ကောင်းလေးတယောက်ရှိပါတယ်။အဲ့ဒီကောင်လေးကသူ့ရဲ့အကူနှစ်ယောက်နဲ့တူနေထိုင်ပါတယ်။ဒါပေမဲ့သူ့ကိုနှစ်ယောက်ကတော့အမြဲတမ်းသူ့ကိုအပြစ်တင်နေတဲ့။မင်းကဘယ်ယာမကိုကောင်းကောင်းမလုပ်နိုင်ဘူး။ ငါတို့ကအမြဲတမ်းမင်းကိုရှာကြွေးနေရတယ်။တသက်လုံးသာဒီလိုနေမယ်ဆိုရင်တော့ငါတို့လည်းအဆင်ပြေမှာမဟုတ်ဘူး။အကိုတို့ရဲ့ကျွန်တော်ကိုအဲ့ဒီလိုတော့မပြောကြပါနဲ့ဗျာ။ကျွန်တော်ကမွေးကလေးကမျက်စိကန်းနေတာလေ။ဒါပေမဲ့ကျွန်တော်ကဒီကြံတွေကိုတော့ကောင်းကောင်းဖြတ်နိုင်ပါတယ်။မင်းကအဲ့ဒီကြံတွေကိုပဲဖြတ်နေတာ။ဒီကြံတွေကို ဖြတ်ပြီးတော့ပတ်စံကဘလောက်ရှားမှမလို့လဲ။ကျွန်တော်မွေးကလေးကအကိုတို့စီကနေဘာမှမတောင်းဆိုဘူးပါဘူး။ ကျွန်တော်ကိုကြွေးမွေးပေးတဲ့အတွက်ကိုကျေးဇူးတင်နေပါပြီ။မင်းကငါတို့နဲ့နေလာတာကြာပြီ။မင်းနဲ့နေရတာကြောင့်ငါတို့လည်းကံတွေစိုးနေပြီ။မင်းမရှိမှငါတို့ဘွားလေးကตายရလှပါမှာ။ရှုပ်တယ်ကွာမင်းငါတို့အိမ်ကနေထွက်သွားလိုက်ပါတော့။မင်းကငါတို့အိမ်မှာဆက်ပြီးတော့မနေခိုင်းတော့ဘူး။မင်းကြိုက်တဲ့နေရာကိုတွားလိုက်တော့ငါတို့နဲ့လာပြီးတော့မပတ်သက်နဲ့။မျက်မမြင်ကောင်းလေးလေအိမ်ကနေနှင်ချခံရတာကြောင့် ရန်ကိုဝန်းနေကကြံတွေရောင်းဖို့အတွက်ထွက်လာခဲ့ပါတယ်။သူဟာတနေ့လုံးလမ်းလျှောက်ပြီးပတ်ရောင်းနေပြီမယ်။သူ့စီကဘသူကမှမဝေကြပါဘူးတဲ့။တစ်ချိန်တည်းမှာပဲဘရင်ကြီးကလည်းမျက်မမြင်ကောင်းလေးကိုလိုက်ရှာနေခဲ့ပါတယ်။အဲ့ဒီမျက်မမြင်ကောင်းလေးကိုငါဘယ်မှာသွားရှာရမလဲ။သူကအခုဘယ်မှာနေမှလဲမသိ။ငါကလိုက်ရှာနေရတယ်။ငါနဲ့ကျော်ကလူတွေနဲ့လည်းတိရောက်မှမသိဘူး။ ။ငါကသွားမရင်လေငါ့ကိုတင်ငါမကင်းဖြစ်အောင်ပဲ။ဘုရားသခင်ကျွန်တော်မျိုးဘယ်လိုလုပ်ရပါမလဲ။ဘယင်ကြီးလည်းအရန်ကိုစိတ်ပြတ်သွားပြီးတော့နန်းတော့ကို ပြန်ဖို့အတွက်ထွက်လာလိုက်ပါတယ်။သူဟာလမ်းတဝက်ရောက်မှာတော့မျက်မမြင်ကောင်းလေးနဲ့ထိတ်တိုက်ကြိုးပါတော့တယ်။အလိုလေးဘုရားသခင်ဒါကမျက်မမြင်ကောင်းလေးပဲ။ငါအခုသူ့ကိုရှာတွေ့ပြီးဝမ်းတာလိုက်တာ။ဟေးကောင်လေး ခေါင်းပေါ်မှာလဲကြံတွေနဲ့မင်းဘယ်ကူသွားမလို့လဲဒီကြံတွေကရောရောင်းဖို့လားဟုတ်ပါတယ်ကျွန်တော်ကကြံတွေကို ရောင်းတာပါခမရရောကြံဝင်အောင်မလားကျွန်တော်ကဒီကြံတွေနဲ့ပဲဘဝကိုဖျက်တမ်းနေရလို့ပါမင်းကမျက်မမြင်တရားမဟုတ်လားဒါဆိုရင်ပတ်စံတွေကိုမင်းဘယ်လိုတွက်မှာလဲမင်းဈေးရောက်ရတာကိုအဆင်ပြေရဲ့လားဈေးရောက်ရတာတော့အဆင်ပြေပါတယ်ပတ်စံတွေကလည်းတွက်နေကြမလို့နည်းနည်းတော့ရှားနေပါပြီ။ ကျွန်တော်မျက်စိကန်းနေတာကဘာမှမဖြစ်ပါဘူးကျွန်တော်ရဲ့ခန္ဓာကိုယ်အကောင်းတိုင်းရှိနေသည်ကျွန်တော်ကလောက်ကင်စားတော့လို့ရပါသေးတယ်ခမ ्या ရောကြံ့နေဝယ်ဦးမလားကျွန်တော်ဈေးလျှောက်ပေးပါမယ်ဟုတ်ပါပြီငါကြံ့နေကိုဝယ်မှာပါမင်းကိုလေငါရင်တနာတယ်ဒါကြောင့်မလို့မင်းကိုငါရွှေရင်ကားပြားတွေပေးမယ်မင်းကအဲ့ဒီစားငါ့ကိုကြံ့နေပဲပေးလိုက်အဲ့ဒီလိုဆိုရင်ရရတယ်မလား ဒါကရွှေရင်းကားတွေပဲဒီလောက်မှပတ်စံဆိုရင်တော့ခမ ्या ကဘရင်တပားလားဒါမှမဟုတ်ဘသူလဲ။အိုးငါကဘရင်မဟုတ်ပါဘူးငါကတာမန်ပြည်သူတယောက်ပါပဲ။ငါမှအဲ့လိုပတ်စံတွေရှိနေတယ်ဆိုတာကငါကစီးပွားရေးသမားတယောက်မလို့ပါ။ကျွန်တော်ကမျက်စိကမ်းပေမဲ့ကဘာကြီးကိုကျွန်တော်ရဲ့စိတ်နှလုံးသားနဲ့မြင်ရပါတယ်။ကျွန်တော်မမဘူးဆိုရင်တော့အတင်ဟာဘရင်တပားဟုတ်တယ်မလား။ဟုတ်ပါတယ်။ မင်းကအရန်ကိုထက်မြက်တဲ့ကောင်းလေးတယောက်ပဲငါ့ကိုပြောပါဦးငါဘယင်ကြီးဆိုတာဘလို့လုပ်ပြီးရောသိရလဲဘယင်လို့ထင်တဲ့ပထမအချက်ကတင်ပြီးတဲ့ရွှေတင်ကားပြားတွေကြောင့်ပါပဲအဲဒီရွှေတင်ကားပြားတွေမှာတစိမ့်ရိုက်ထားတဲ့အရာတွေကလည်းတော်ဝင်မိသားစုရဲ့တင်ငေတာတွေပါပဲဒုတိယအချက်ကတော့ဒီရွှေတင်ကားပြားတွေရဲ့အနံကဘန္နာတိုက်ကနေထုတ်လာတဲ့ဆိုတာပါပဲတတိယအချက်ကတော့ ီရွှေရင်းကားပြားတွေရဲ့အလေးချိန်ကတာမန်တက်ထုနဲ့လှုပ်ထွားတာမဟုတ်ပါဘူး။ပြီးတော့ဒါဟာပြည်နယ်ထဲမှာဘသူမှမရှိပါဘူးခမ ्या ။ပြီးတော့ခမ ्या ကအမြင်စည်းလာတာဆိုတော့ဘရင်တစ်ပါးဖြစ်မယ်လို့ကျွန်တော်ကခံမှန်းလိုက်တာပါ။အလိုလေးလေးမင်းကရန်ကိုတော်တဲ့ကောင်းလေးတယောက်ပဲ။ငါမင်းကိုအကူအညီတောင်းစရာရှိတယ်။ငါကဘရင်တပါးဆိုပေမဲ့အခုတိုင်းပြည်ကရန်ကိုဒုက္ခရောက်နေတယ်။ဒါ့အပြင်ငါသူတို့ကိုမကယ်တင်နိုင်ဘူး။ ယာကျွန်တော်တို့တိုင်းပြည်ကဒုက္ခရောက်နေတယ်ဟုတ်လားကျွန်တော်လည်းမသိရပါလားဘာတွေဖြစ်သွားတာလဲကျွန်တော်ကိုပြောပြပါဦးဟုတ်တယ်ငါတို့တိုင်းပြည်ကအရန်ကိုဒုက္ခရောက်နေပြီတိုင်းပြည်ကလူတွေကအခုအရန်ကိုဖျားနာနေကြတယ်ဟုတ်လားကျွန်တော်ကို အကြောင်းစုံပြောပြပေးနိုင်မလားကောင်းပါပြီငါအဲ့ဒီအကြောင်းကိုဟိုရောက်ရင် ပြောပြပါမယ်မျက်မမြင်ကောင်းလေးဟာဘယင်ကြီးကို ကူညီဖို့သဘောတူလိုက်ပါတယ် အဲ့ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကသူတော်စင်ကြီးရှိတဲ့နေရာကိုအတူတူထွက်လာကြတယ်။သူတော်စင်ကြီးရဲ့အနာကိုရောက်တဲ့အခါမှာတော့သူတော်စင်ကြီးကျွန်တော်ဘရင်ကြီးပြောလို့အเจ้าရအနှင်းငယ်တော့တိပြီးပါပြီ။ဘာတွေဆက်လုပ်ရမလဲဆိုတာကျွန်တော်ကိုပြောပြနိုင်မလား။သူတော်စင်ကလည်းမျက်မမြင်ကောင်းလေးကိုရှင်းပြလိုက်ပါတယ်။ကောင်းလေးတိချာနားထောင်အခုငါတို့တိုင်းပြည်ကကြိမ်စာမိနေတယ်။ အဲ့ဒီကျိန်စာက အရန်ကိုဆိုးရွားလွန်းနေလူတွေတည်တာလဲများနေပြီအဲ့ဒီကျိန်စာကိုဖျက်နိုင်တဲ့လူကလည်းမင်းတယောက်ပဲရှိတယ်ကျွန်တော်ဘာလို့ရမလဲဆိုတာသာပြောပါကျွန်တော်ဘာမဆိုအကုန်လုပ်ပါမယ်ဟုတ်ပြီဒါဆိုရင်မင်းဟာထူးဆန်းတဲ့တော်တွေကိုတွားရမယ်အဲ့ဒီတော်တွေမှာဂူတလုံးရှိတယ်ဒါပေမဲ့အဲ့ဒီကိုသတိထားပြီးတော့တွားရမယ်အဲ့ဒီဂူကိုစောင်းလျှောက်တဲ့တရဝါတကောင်လေးရှိတယ် အဲ့ဒီကူရဲ့အရှိမဆန်နကူးပင်ကြီးရှိတယ်။အဲ့ဒီအပင်ကတစ်ခါကိုယူလာပေးရမယ်။ဟုတ်ကဲ့ပါ။ကျွန်တော်အဲ့ဒါကိုလုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကမျက်မမြင်တယောက်လေးတော်ရဲကိုဘလို့တွားရမလဲ။စိတ်မပူပါနဲ့။မင်းနဲ့အတူငါရဲ့မြင်းကိုထည့်ပေးလိုက်မယ်။ငါရဲ့မြင်းကအရန်ကိုထက်မြက်ပြီးတော့မင်းရဲ့စကားကိုလည်းသူကနားထောင်လိမ့်မယ်။ဒါကြောင့်မလို့ငါရဲ့မြင်းကို မင်းကယူသွားပါ။ ကောင်းလေတတိထားနော်အဲ့ဒီအဆောင်လျှောက်တွေကမင်းကိုအန်ဒီရဲ့ပေးလိုက်မယ်ဒါပေမဲ့ငါမင်းကိုမန်တန်တစ်ခုပေးလိုက်မယ်မင်းသူတို့နဲ့တွေ့ရင်အဲ့ဒီမန်တန်ကိုသာယူလိုက်ပါသူတော်စင်ကြီးဟာမန်တန်ရဲ့အကြောင်းကို မျက်မမြင်ကောင်းလေးအားပြောပြလိုက်တယ်နောက်တနေ့မနက်မိုးလင်းတဲ့အချိန်မှာတော့ဘယင်ကြီးကမျက်မမြင်ကောင်းလေးကိုမြင်းတစ်ကောင်နဲ့အတူတော်တဲ့ကိုလွတ်လိုက်ပါတယ်ကောင်းလေးဟာသူတော်စင်ကြီးပြောတဲ့စကားကိုမှတ်မိသွားတယ် သူတော်စင်ကြီးပြောတာတကယ်ကိုမှန်တာပဲဒီတော့ပုံစံကအရန်ကိုထူးဆန်းနေတဲ့ပုံပဲငါအခုထူးဆန်းတဲ့အတန်တစ်ခုခုကိုကြားနေရတယ်ဂူရဲ့နာကိုရောက်တော့မယ်ထင်နေခဏကြာတော့ကောင်းလေးဟာအန်နီရရှိတဲ့တရဝါတွေနဲ့တွေ့လိုက်ရပါတယ်အဲ့ဒီတရဝါတွေကသူ့ကိုပတ်ပြီးတော့ချုပ်ထားလိုက်ပါတယ်အမလီငါ့ကိုဘသူကချုပ်ထားတာလဲမင်းကဘသူလဲဒီနေရာကိုဘာကိစ္စနဲ့ရောက်လာတာလဲ မင်းဘသူလဲဆိုတော့ငါမမြင်နိုင်ဘူးဒါပေမဲ့မင်းကသူတော်စင်ကြီးပြောတဲ့အကောင်မဲဖြစ်ရမယ်ဟုတ်တယ်မင်းငါကိုမျက်စိနဲ့မမြင်ရပါပဲစိတ်ထဲကသိနေမယ်ဆိုတာငါသိတယ်မင်းဟာဒီကိုရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ရောက်လာတယ်ဆိုတာလည်းငါသိတယ်ဘာကိစ္စပဲဖြစ်ဖြစ်ဒီနေရာကနေလှည့်ပြန်လိုက်ပါတော့ငါကတောအုပ်ကိုဆောင်းလျှောက်တဲ့အဆောင်အရှောင်းနမင်းပဲတောင်းပန်ပါတယ် ကျွန်တော်ကလူတွေရဲ့အသက်ကိုကယ်တင်ရမှာမို့တောအုပ်ထွဲကိုဝင်ခွင့်ပြုပါ။အိုးလွယ်လွယ်နဲ့တော့ဘယ်ရမလဲ။မင်းကငါရဲ့မိခွန်းကိုမှန်အောင်ဖြေရမယ်။မှန်ရင်တော့မင်းကိုငါတွားဝင်ပြုမယ်။ဟုတ်ပါပြီဖြေပေးပါမယ်။အရာဝတ္ထုတစ်ခုကဂူထဲမှာရှောက်သွားနေတယ်။အဲ့ဒီဟာက အရန်ကိုနူးညံ့နေ။အဲ့ဒီမိခွန်းရဲ့အဖြေကိုငါ့ကိုပြောပါ။ဟုတ်ပါပြီ။ အဲ့ဒီအဖေကတော့ကျွန်တော်တို့ရဲ့ရှာပဲဖြစ်ပါတယ်။ရှာကပါဇက်ထဲမှာရှိပြီးတော့အရန်ကိုနူးညံ့တဲ့အရာဖြစ်ပါတယ်။အိုးမင်းရဲ့အဖေကမှန်သားပဲ။ဒါဆိုရင်သွားလို့ရပြီ။အဲ့ဒီလိုနဲ့ကောင်းလေးကလွမြောက်သွားတယ်။မင်းတော့ထဲမှာဘာကိုလိုက်ရှာနေတာလဲငါ့ကိုပြောပြလေ။ငါလည်းကူရှာပေးမယ်။ကျွန်တော်က12ခုပင်ကိုလိုက်ရှာနေတာပါ။ ။အော်မင်းကအဲ့ဒီပင်ကိုရှားနေရလား။အဲ့ဒီပင်ကခုနမှတပင်နဲ့တီးတန့်ရှိနေတာ။အဲ့ဒီကိုရောက်ဖို့တော့မလွယ်ဘူးနော်။ဒါရင်မင်းအဲ့ဒီအပင်ရဲ့အနံ့ကိုခံပြီးတော့သွားရင်တော့အဆင်ပြေလောက်မှာပါ။ကျွန်တော်ကိုခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်။ဒါပြင်ကျွန်တော်သွားလိုက်ပါဦးမယ်။ဒီလုံနေပဲကောင်းလေးကအဲ့ဒီအပင်အနားကိုထွက်လာခဲ့ပါတယ်။သူကလမ်းတစ်လျှောက်လုံးထိုးပင်ရဲ့အနံ့ကိုခံပြီးတော့သွားနေခဲ့ပါတယ်။ တဖြည်းဖြည်းအနံ့ခံရင်းနဲ့အဲ့ဒီဂူနာကိုရောက်လာခဲ့ပါတယ်။သူရဲ့ရှေ့မှာဝဲဝင်ကြီးတစ်ကောင်ရှိနေပါတယ်။ဒါ့ပြင်မဲ့ကောင်လေးကမျက်မမြင်ဖြစ်တာကြောင့်မို့ဝဲဝင်ကြီးရှိနေတာကိုမသိရှာပါဘူး။မင်းလေးဘာလို့ဒီမှာရက်လိုက်တာလဲ။ငါတို့သွားရမယ့်ခီးကလူသေးတာလေ။ဘာလို့ဒီမှာရက်နေတာလဲ။အားတို့သွားရမယ့်ခီးကလူသေးတယ်လေဒီနားမှာမင်းကရက်နေရအောင်ဒီနားမှာတစ်ပင်နဲ့လည်းမရပါဘူးဟာ ပြီးတော့ဂူလည်းရှိမဲ့ပုံမပေါ်ဘူးနော်။ Ừm ဒါပေမဲ့ရန်ကုန်အနေရှိတဲ့သရဝါတကောင်ရဲ့အနံ့ကိုငာရနေတယ်။ဟုတ်ပြီ။ဒါကသူတော်စင်ကြီးပြောတဲ့သရဝါပဲဖြစ်ရမယ်။သူကဝဝံတကောင်ဖြစ်မယ်။ငါ့ကိုစားသွားရင်ဘယ်လိုလုပ်မလဲ။ကောင်လေးဟာသူတော်စင်ကြီးပြောတဲ့မန္တန်ကိုရွတ်ဖတ်လိုက်တယ်။ကျွန်တော်ဝဝံကြီးကိုအကူအညီလေးတစ်ခုတောင်းချင်ပါတယ်။ကျွန်တော်ကို၁၂ခုဝင်ရှိတဲ့နေရာကိုခေါ်သွားပြီးလို့ရမလား။ အဲ့ဒီအပင်ကိုကျွန်တော်လိုအပ်နေလို့ပါမန္တန်ရဲ့အစံကြောင့်ဝန်ဝင်ကြီးလည်းဂူရဲ့အရှိကနေပျောက်ကွယ်သွားတယ်မင်းသားလည်းအဲ့ဒီဂူတွေကိုဝင်သွားခဲ့ပါတယ်သူအထဲကိုရောက်တာနဲ့ထူးထူးဆန်းဆန်းခံစားနေရပါတယ်ဒါကြောင့်သူဟာရှိကိုပဲဆက်သွားလိုက်ပါတယ်ဒီဂူကစိတ်ကူးရင်ဆန်းလိုက်တာအရန်ထူးဆန်းတာပဲအနံ့တွေကလည်းမှုန်းနေရောပဲမြင်းလေငါ့ကိုဆန်းနကူးဝင်စီ ခေါ်သွားပြီပါ သူတို့ဟာအပင်ရှိတဲ့နေရာကို ရောက်ရှိသွားကြတယ်။မြင်းကရဲနေတာဆိုတော့တစ်ပင်စီကို ရောက်နေပြီတဲ့ね။ငါအကူညီတောင်းကြည့်ရမယ်။ထို့နောက်ကောင်လေးဟာတစ်ပင်ကြီးကို လက်နဲ့ကင်ပြီးရောစကားပြောလိုက်တယ်။တစ်ပင်ကြီးမင်းကိုကြည့်ရတာအရင်ရှားပါပြီးတော့ထူးဆန်းတဲ့ပုံပါပဲ။ငါကမျက်လုံးမမြင်ရပြီမဲကောင်းကောင်းသိနိုင်ပါတယ်။မင်းစီကိုရောက်ဖို့အခက်ခဲတွေကိုကြောက်ဖြတ်ခဲ့ရပါတယ်။ စ်ပင်ကြီးကလည်းကောင်းလေးရဲ့စကားကိုကြားတော့မျက်လုံးနှလုံးပွင့်လာတယ်။ဟေးကောင်းလေးမင်းကဘသူလဲဒီလိုဘာလာလောက်တာလဲပြီးတော့မင်းငါးစီကနေပါရီလူချင်နေတာလဲကျွန်တော်ခမားစီကနေအခုညီတောင်းစရာရှိလို့ပါမင်းအခုပြောနေတာကကြီးမားပြီးတော့မင်းမြတ်တဲ့စ်ပင်တပင်နော်ရိုးရိုးတည်တည်ပြောပါဟုတ်ကဲ့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်တို့တိုင်းပြည်မှာတစ်ပင်ကြီးချိန်စာတိုက်ခဲ့တာအကြောင်းမလို့ အခုတနိုင်ငံလုံးဤပါတည်ကုန်ကြပါပြီ။အဲ့ဒီကျင်းစာကိုပြန်ဖြေဖို့အတွက်တစ်ပင်ကြီးရဲ့အခောက်ကိုလာတောင်းတာပါ။အေးကောင်လေးမင်းကိုတော့ငါလေးစားတယ်။မင်းကမင်းရဲ့ကိုကျိုးကိုမကြည့်ပဲနဲ့ဒီကိုလာခဲ့တာပဲ။မင်းမှာဖြူစင်းတဲ့နှလုံးသားရှိတယ်။ဒါကြောင့်မင်းရဲ့မျက်လုံးတွေပြန်ပြီးတော့ကောင်းမွန်အောင်လို့ငါကအကူအညီပေးမယ်။တစ်ပင်ကြီးရဲ့ဈေးဘက်ဝင်အစွမ်းနေကြောင် မျက်မမြင်ကောင်းလေးဟာမျက်စိနှစ်ဖက်စလုံးပြည့်မြင်လာခဲ့တဲ့။သူဟာအယံကိုပြောသွားတာပေါ့ကွယ်။အိုးဘုရားသခင်ငါရဲ့မျက်လုံးတွေ ပြည့်မြင်လာရပြီ။ယေရှုတင်ပါတယ်။ကျွန်တော်အစ်ပင်ကြီးရဲ့ယေရှုကိုတသက်လုံးမမေ့ပါဘူး။တကယ်ကိုယေရှုတင်ပါတယ်။ကျွန်တော်ကမွေးကလေးကလူတွေပေါ်မှာကောင်းမွန်တဲ့စိတ်ထားတွေနဲ့ဆက်ဆံခဲ့ပြီမယ်။သူတို့ကကျွန်တော်ကိုအမြဲတမ်းနှိမ်ချပါတယ်။ဒါပေမဲ့အခုကျွန်တော်သိလိုက်ရတာက ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာပါပဲခဏကြာမှတော့ကောင်းလေးဟာနိုင်ငံမှာဖြစ်ပျက်နေတာတွေကိုတစ်ပင်ကြီးအားပြောပြလိုက်တယ်ထို့နောက်တစ်ပင်ကြီးရဲ့အခောက်ကိုတောင်းခဲ့ပါတယ်နောက်ဆုံးတော့စကားပြောတဲ့တစ်ပင်ကြီးကလည်းကောင်းလေးကို သူ့ရဲ့တစ်ခေါက်တွေပေးလိုက်ပါတယ်ဟုတ်ပါပြီငါရဲ့တစ်ခေါက်ကိုမင်းယူသွားပါမင်းကရန်ကိုလိမ္မာပါနေတဲ့ကောင်းလေးတယောက်ပါပဲဒီတစ်ပင်ရဲ့အခောက်ကိုဖျားနာနေတဲ့သူတွေကိုပေးလိုက်ပါ ဒါဆိုရင်တော့ကျင်းကြာကပျောက်ပြေသွားပါလိမ့်မယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကျွန်တော်သွားလိုက်ပါောင်းမယ်။ဒါကြောင့်ကောင်းလေးကဝမ်းသာပြီးတော့နန်းနုတ်ကို ပြန်လာခဲ့တယ်။မင်းမမြင်ကောင်းလေးကိုငါတို့လွတ်လိုက်တာကြပြီ။ဒါပေမဲ့ तू ကအခုချိန်ထိပြန်မလာသေးပါလား။ तू ဘာများဖြစ်နေမလဲ။ကျွန်တော်မျိုးလည်းမသိပါဘူးဘယင်မင်းကြီး။ဒါပေမဲ့အဲ့ဒီတော့ကအရန်ကိုထူးဆန်းနေလို့နာမည်ကြီးပါတယ်။ သူဘာဖြစ်နေလဲဆိုတာကိုကျွန်တော်မျိုးလည်းသိချင်ပါတယ်။ငါအထင်တော့သူဘာမှဖြစ်မလာတော့ပါဘူး။သူကအရင်တတိရှိပြီးတော့ရဲရင်တဲ့သူတယောက်လေ။ခဏကြာမှတော့စစ်သားတယောက်ကဘရင်ကြီးစီကိုရောက်လာပြီးတော့ပြောလိုက်ပါတယ်။ဘရင်ကြီးမျက်မမြင်ကောင်းလေးကတစ်ပင်ခောက်တွေနဲ့နန်းတော်ကိုလာနေတာတွေ့ပါတယ်။ဒီစကားတဲ့ကြောင့်ဘရင်ကြီးနဲ့မိဖုရားစစ်သားတွေကပါနန်းတော်ရှိကိုထွက်ဆောင်နေခဲ့ပါတယ်။ ခဏကြာတော့ကောင်းလေးလေးရောက်လာပါတယ်။သူတို့တွေဟာပါလာတဲ့တစ်ခေါက်တွေကိုကြိုပြီးတော့မင်းသမီးလေးကို တိုက်လိုက်ပါတယ်။ခဏအတွင်းမှာပဲမင်းသမီးလေးရဲ့ယောဂတွေကထူးဆန်းစာနဲ့ပျောက်ကင်းသွားတော့တယ်။နောက်နေ့တွေမှာတော့တိုင်းပြည်ကလူတွေအကုန်လုံးကိုအဲ့ဒီတစ်ခေါက်တွေပေးပြီးတော့ပြန်လဲကျမ်းမာလာအောင်လှုပ်လိုက်ပါတော့တယ်။တိုင်းပြည်ကလူတွေအကုန်လုံးကလည်းမျက်မမြင်ကောင်းလေးကိုချီးကျူးနေကြတာပေါ့ကွယ်။ကောင်းလေး မင်းကငါတို့အရန်ကိုကျေးဇူးတင်ပါတယ်ကွာရပါတယ်မလိုပါဘူးဗျကျွန်တော်လည်းတိုင်းသူပြည်သားတယောက်ပဲလေကျွန်တော်ရဲ့နိုင်ငံအတွက်ဒီလောက်လေးလုပ်ပေးရတာကဘာမှမဖြစ်သွားပါဘူးကျွန်တော်ကအစကလေးကမျက်မမြင်တယောက်ဖြစ်ပေမယ်အခုကျွန်တော်ကိုတစ်ပင်ကြီးကမျက်စိနှစ်ဖက်စလုံးပြင်းပြင်းအောင်ကုပေးလိုက်ပါပြီအဲ့ဒီတွင်လည်းဘယင်ကြီးကိုကျေးဇူးတင်ပါတယ်ဘယင်ကြီးအဲ့ဒီကိုလွှတ်လိုက်လို့ကျွန်တော်လည်းအခုလိုမျက်စိပြန်ပြီးတော့မြင်ရတာပါ မင်းရဲ့မျက်လုံးတွေပြောင်းမြင်လာတာငါရမ်းဝမ်းသာတယ်။မင်းကငါတို့နိုင်ငံကြီးကိုကဲတင်ပေးခဲ့တာပဲ။အဲ့ဒီတော့မင်းကိုငါရဲ့သမီးတော်နဲ့ပေးစားပြီးတော့ထီးနှံကိုလွှဲအပ်ပေးမယ်။အိုးဘလို့ပြောလိုက်တာလဲဘရင်ကြီး။ကျွန်တော်ကအဲ့ဒီလူတွေလိုချင်လို့လုပ်ပေးခဲ့တာမဟုတ်ပါဘူး။မှန်ပါတယ်။ဒါပေမဲ့အဲ့ဒီတော်တွေကိုမင်းကလွှဲပြီးတော့ဘယ်သူမှမဝင်နိုင်ဘူးလေ။နောက်ပြီးတော့မင်းကအရန်ကိုရဲရင်ပြီးတော့တတိရှိတယ်။ ငါရဲ့နိုင်ငံကိုမင်းကိုလွှဲအပ်ဖို့အတွက်ငါမင်းကိုယုံကြည်တယ်။ဒါကြောင့်မလို့မင်းအခုကစပြီးတော့အကောင်းဆုံးနေတိုင်းမှာငါရဲ့သမီးတော်ကိုလည်းအကောင်းဆုံးပြုစုဆောင်ရှောက်ပေးပါ။ဘယင်ကြီးဟာနိုင်ငံတစ်ခုလုံးကိုကောင်းလင်းကိုလွှဲအပ်ဖို့အတွက်လူများရှိမှကြီးညာပါတော့တယ်။ဒီကောင်းလင်းကိုငါရဲ့နိုင်ငံတော်တစ်ခုလုံးကို လွှဲအပ်မယ်။ပြီးတော့ငါရဲ့သမီးတော်လေးနဲ့ထိမ်းမြားလက်ထပ်ပေးမယ်။အဲ့ဒီအကြောင်းကိုတနိုင်ငံလုံးသိအောင်ပြောပြလိုက်ပါ။ နောက်တစ်နေ့မှာတော့ကောင်းလေးနဲ့သူ့ရဲ့သမီးတော်လေးကိုထိမ်းမြလက်ထပ်ပေးလိုက်တယ်။ဘရင်ကြီးနဲ့ဘရင်မကြီးကတော့တရားစခန်းဝင်သွားကြပါတည်းမင်းသားနဲ့မင်းသမီးကတော့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနေပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့ကောင်းလေးရဲ့အကိုနှစ်ယောက်နန်းနှုတ်ကိုရောက်လာခဲ့ပါတယ်။ညီလေးငါတို့မင်းကိုတောင်းပန်ပါတယ်ခွာ။မင်းကိုငါတို့အကောင်းဆုံးမဆောင်ရှောက်ပေးနိုင်ခဲ့ဘူး။ဟုတ်တယ်ညီလေးရာ။ အခုလဲတောင်းပန်ပါတယ်။ညီလေးပေါ်ကိုကိုတို့လုခဲ့မိတာတွေအတွက်ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ကျွန်တော်ကဘယ်တော့မှကိုတို့ကိုစိတ်မဆိုးခဲ့ဘူးပါဘူး။ကျွန်တော်ကအခုချိန်ထိအကိုတို့ရဲ့ညီလေးတယောက်ပါ။ပျော့ပျော့နေပါကိုတို့ရဲ့အဲ့ဒီကြောင့်ကို စိတ်ထဲမထားပါနဲ့တော့။ညီလေးငါတို့မင်းကိုအရင်ကအိမ်မော်ကနေနှင်ချခဲ့တယ်။အခုမင်းကငါတို့ကိုတိုင်းပြည်ကနေနှင်ထုတ်တော့မလား။မနေမှဘူးအကို။ အကိုတို့သာကျွန်တော်ကိုအိမ်မော်ကနှိမ်မချခဲ့ရင်ကျွန်တော်အခုလိုမျက်လုံးပြန်ကောင်းလာမှာမဟုတ်ဘူးကျွန်တော်ကအကိုတို့ကိုပြန်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်တော့သူ့ရဲ့ကိုနှစ်ယောက်ကိုလည်းနန်းတော်မှာနေခိုင်းပါတဲ့သူဟာနိုင်ငံတော်ကိုအမြဲတမ်းအကောင်းဆုံးဖြစ်အောင်ဖန်တီးပြီးတော့အုပ်ချုပ်နေထိုင်ပါတော့တယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ကောင်းလေးဟာမျက်စိကန်းနေပေမဲ့သူ့ရဲ့စိတ်ဓာတ်အကောင်းမှုကြောင့်ဘယင်ကြီးလည်းဖြစ်လာတယ်လို့ သူ့ရဲ့မျက်စိတွေလည်းပြန်မြင်လာရပါတယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်။ပုံမြင်လေးကိုကြိုက်နေတဲ့ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပြီးပို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါအောင်မရှင်။